မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကကျဲမွေးမြွေလောင်ငန်းမတ်သင်းဝန်ငွေရှာဖွေနိုင်တဲ့နီလန်ငါးသွေးအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ကျဲမွေးမြွေလောင်ငန်းမတ်သင်းဝန်ငွေရှာဖွေနိုင်တဲ့နီလန်ငါးသွေးအကြောင်းကိုသိရှင်ရတော့ဒီဗီဒီယိုကိုကျွန်တော်နဲ့အတူဆွမ်းအောင်လိုက်ကြည့်လိုက်ပါခင်ဗျာ ဒါကတော့အထင်ရှားဆုံးနဲ့အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်။ဥစွာကျဲမျိုးများကိုမွေးမြူပြီး၎င်းတို့မှရရှိသောလက်ဆက်သောကျဲဥများကိုရုံးရှာခြင်းဖြင့်ဝင်ဝေရှာပွေနိုင်ရှင်းဖြစ်ပါတယ်ဥစားကျဲကို စနိုက်တကြမွေးမြူပါက အုံလုံးကုန်ပြီးအိုးအရေသွင်းမြင်းမွားကဈေးကွက်တွင်ပုံမတန်ဖို့ရှိစေပါတယ် ဒုတိယနီလန်ကတော့အသောတို့ချက်သို့မဟုတ်ဒေသချက်တိုင်းရင်းချင်းများကိုအသောအတွဲမွေးမြူပြီးစမ်းမဲ့အွေရောက်တော့ခါအသောအဖြစ်ရုံရှာပြီးဝင်ဝေရှာဖွေရှင်းဖြစ်ပါတယ်အသောတို့ချက်ဟာကြီးထွားနှုံးမြန်ပြီးအရှင်တို့အတွဲဝင်ဝေပြန်ရနိုင်ပြီးဒေသချက်တိုင်းရင်းချင်းများ၏အသောမှာအရသာရှိပြီးလူကြိုက်များတဲ့အတွက်ဈေးပိုရနိုင်ပါတယ်ဒီနီလန်ဖြင့်ဝင်ဝေရှာဖွေနိုင်ပါတယ် ကျေးဥများကိုဥပစေဖြစ်ပါပြီးရဲတကြပါလေးများအဖြစ်ပြန်လည်ရုံးချပြီးလဲဝန်ဝေရှာဖွေနိုင်ပါတယ်သို့မဟုတ်ကျေးပါများကိုအချိန်တာကြာမွေးမြူပြီးဥဆက်တဲ့ဥတော်မီကျေးပြုံများအွေကိုရောက်တဲ့အခါပြန်လည်ရုံးချပြီးလဲဝန်ဝေရှာနိုင်ပါတယ်ရှုံးသောကျေးမွေးသူများဟာငယ်ရွယ်သောကျေးပါလေးများကိုမမွေးရှင်ကြတဲ့အတွက်ကျေးပြုံများရုံးချခြင်းဟာအကျိုးများရှိသောလုပ်ငန်းတစ်ခုဖြစ်ပါတယ် မိုက်ဆွေရဲ့ကျဲအုံးမှာအရေသွေးကောင်းမွန်သောဖိုးကျဲမက်ကျဲများကိုအရှုံးကျထားရှိကသဖားရံအတွက်ရည်ရွယ်သောမျိုးဦးများကိုဥဖားလိုသူများသို့မဟုတ်ဥဖားဆက်ပိုင်ရှင်များထံရောင်းချပြီးလဲငွေရှာနိုင်ပါတယ်။ရှပ်ပေါ်သောမျိုးရိုးအယောင်သွေးလက်ပတ်သောဦးမျိုးဦးပေးနိုင်သောကျဲမျိုးများကို မျိုးဦးများရောင်းချပါကပုံမကောင်းမွန်သောဇင်းနှုံးများရရှိနိုင်ပါတယ်။ ကျင်းမွေးမြူရဲမှာထွက်ရှိသောကျင်းရှိဟာအဟာရဓာတ်ကြွေဝါသောသဘောအမျိုးဆွေဖြစ်တဲ့အတွက်စိုက်ပျိုးရေးသမောများအတွက်လိုအပ်ရှင်းမြတ်ပြပါတယ်။ကျင်းရှိကိုစနိုက်တကြစီမံခန့်ခွဲပြီးဖန်းစင်ရှာခံကသို့မဟုတ်မြေဆွေပြုလုပ်ပြီးသဘောအမျိုးဆွေဖြစ်ပြန်လည်ရုံချက်ရှင်းပြန်လည်းဝင်ငွေထပ်တိုးရှာဖွေနိုင်ပါတယ်။လှမ်းမွေးကျင်းများသို့မဟုတ်ထူရှားသောအိုးအယောင်ရှိသည့်ကျင်းမျိုးများဥပမာအပြာရောင်အစင်းရောင်အိုးတို့ကျင်းများကိုမွေးမြူခြင်းဖြင့်လည်းပုံမှန်ကျဲဥစည်းထက်ပုံမောရရှိနိုင်ပါတယ်။ ကျန်းရှံသုံးပြည့်စည်းကျဲစာသို့မဟုတ်ဗီတာမင်ဆေးဝါးများရုံချသည့်လုပ်ငန်းကိုကျင်းမွေးမြွေလုပ်ငန်းနဲ့တွဲဖက်လုပ်ငန်းရှင်ပြန်လဲဝင်ဝင်ရရှိစေနိုင်ပါတယ်။ဟုတ်ကဲ့ပါဒါကတော့ကျင်းမွေးမြွေလုပ်ငန်းများတစ်ဆင့်ဝင်ဝင်ရှာဖွေနိုင်တဲ့နီလာငါးသွေးကျောင်းကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့ကတော့ဒီလပါပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာမှပဲပြန်လည်ဆုံတွေ့ကြပါမယ်။ကြည့်ရှုအားပေးသွားတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။